阿里巴巴的思路是什叫呢？叫跟进吧。 game genius ဆိုတော့ကျွန်တော်ဒီမှာကြည့်မယ်ဆိုရင် unity unreal go 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 phase construct the default gw ဒါတွေပြင်ချအများကြီးရှိပါသေးတယ်နာမည်ကြီးရတာလေအဲ့ထဲမှာကျွန်တော်အဓိက unity engine unreal go go ဒီသုံးခုဒီလူသုံးများတဲ့သုံးခုကျွန်တော်အဓိကပြပြပြသုံးမှာဖြစ်ပါတယ်ကျွန်တော်က go go studio ဟာလည်းရှိတယ်သူတို့ကမှ 3d လည်းရတယ် phaser ဆိုလို့ရှိရင်ကျွန်တော်ဒီ web game တွေပေါ့နော်ဒီ website မှာ software web game တွေကို javascript နဲ့ရေးရတာနောက်ပြီးလို့ရှိရင် construct the default gw ဆိုတဲ့ engine ရှိမှာပေါ့နော်နောက်ထပ်အများကြီးရှိအောင်မယ်ဒီကောင်တွေကတော့ကျွန်တော်သိသလားတော့ကျွန်တော် game designer တွေချက်ချင်းတို့ရဲ့ design ် implementation နဲ့အဆင်ပြေတာချက်ချင်းမျက်လုံးနဲ့မြင်ရအောင်ပေါ့နော်ဆော့လို့ရလားဆိုတော့ကြည့်ဖို့ဟိုလောက်တာတွေ့ရတာပေါ့နော်ကဲဒီလိုမျိုး game design element တွေကိုထည့်သွင်းပြီးတော့ကိုပိုင် game တွေကိုဖန်တီးတတ်ခြင်းနဲ့ဆိုလို့ရှိရင်ကျွန်တော် game maker မြန်မာဖွင့်လှစ်ထားတဲ့ ကိုယ်ကိန်ကိုယ်ဖန်နေမှုဆိုတဲ့အတန်းရှိနေပါတယ်။ကျွန်တော်အတန်းမှာ UNI Game Learning C-Sharp Programming ကိုအသေးစိတ် Active Learning ဖြစ်တဲ့ဒီ Assignment တွေ Group Activity နဲ့သင်ကြားသွားပေးမယ်ပြင်ဒီမျိုး Game သုံးခုကို၃လအတွင်းဖန်တီးရင်းနဲ့ Unity Engine ကပါဝင်တဲ့ Feature တွေ C-Sharp Programming Project တွေကိုကြီးညက်အောင်သင်ကြားပေးသွားမှာပဲဖြစ်ပါတယ်။အတန်းကြီးရလဲနှစ်သိန်းကျပ်ကျသင့်မှာဖြစ်ပြီးတော့အတန်းပြီးသွားတဲ့အခါမှာလဲ certification ရမယ်ပြင် junior game developer တက်ရောက်နေတဲ့ industry ထဲမှာဘာတွေဆက်လေ့လာရမလဲဘာတွေဆက်ပြီးတော့လုပ်ရမလဲဆိုတဲ့ road map တွေကိုလဲချပြပြီးသွားမှာပါ ျွန်တော်တော်တက်ရောက်ခဲ့တဲ့ចောင်းသားတွေဖန်တီးရတဲ့ဂိမ်းတွေမျိုးကိုပိုင်ဂိမ်းတွေဖန်တီးတတ်ခြင်းနဲ့ဆိုလို့ရှိရင်တော့လာမယ့်ဂျွန်16ရက်နေ့မှာဖွင့်မယ့်အတန်းအတွက်ကျွန်တော် Game Maker မြန်မာ page မှာလာရောက်စာရင်းသွင်းလာလို့ရပါတယ်